လူတွေကဆင်းရဲနေပါလား။အိုရက်ခါကျရင်ပိုဆင်းရဲတယ်။အနာရောဂါတွေဖြစ်လို့ချင်းအော်လိုက်တာ။တည်ရမယ့်အချိန်ကျလို့ရှိရင်ရောဂါတွေကြီးစွာသောဘူပန်ထိမ့်လမဟုတ်ကျွေးပြီးတည်ရတယ်။လူတွေကအကုန်လုံးဟာအဲ့လိုမျိုးဖြစ်နေတယ်။ဒီဆင်းရဲတွေဘာကြောင့်ဖြစ်တာရောသုဒ္ဓရမင်းကြီးရဲ့နားတော်ကိုပောက်ပြီ။ဒါကြောင့်ခမဲတော်တိတ္တနဲ့ရောဂါတွေ တိုင်းပြည်ကအကုန်ကြမ်းခံပြီးဘတ်ဂျက်ကထုတ်ပြီးတော့ຫນွေဆောင်မိုးဆောင်ဆောင်းဆောင်အစိုးရတွေဂိတတွေပညာရှင်တွေစဖို့မှုတွေစားတော်ဆက်တွေအကုန်ကြမ်းခံပြီးတော့ဒီမြန်သားလေးတွေရုပ်ကလေးတွေလောက်ထားတာတိုင်းပြည်ရဲ့ဘတ်ဂျက်တွေအကုန်ကြမ်းခံတော့မဟုတ်လားဘာလို့ရွေးရတာတော့စကြဝဠာမျိုးဖြစ်ဖို့ရွေးရတာရုပ်ကလေးဘယင်ကောင်းဖြစ်ဖို့ရွေးရတာအခုဒီသင်္ကန်းကားတွေဟာအမင်္ဂလာတို့ရွေးရတဲ့တိုင်မဟုတ်ဘူးကြာဒါခဏကမဖြစ်ရဘူး တားတော်ကိုငါဖြောင်းပြမယ်တားတော်တဲ့ဒီအိုရာဒီနာရာဒီတိတာတွေဟာဘယ်သူမှညင်လို့မရဘူးဘယ်သူမှမလွန်ဆန်နိုင်ဘူးတဲ့အဘိုးဘွားအဘိဘင်းဆွေစဉ်30မျိုးစဉ်90ဘယ်သူမှရှေ့ကမညင်ဆန်နိုင်ဘူးတဲ့ဒါကြောင့်မလို့ဒါတွေကိုမဟုတ်ဝါမနာအောင်မသိအောင်လုပ်လို့မရဘူးတဲ့ဆင်းရဲတယ်ဆိုတာအိုလို့ဆင်းရဲတာနာလို့ဆင်းရဲတာတီးလို့ဆင်းရဲတာတဲ့ အခုသားတော်ပြောတဲ့ဆင်းရဲတွေဆိုတာဘာကြောင့်ဆင်းရဲတာလဲဆိုတော့ပိုလို့ဆင်းရဲတာဒုက္ခနာမနာယောဂါတွေဖြစ်လို့ဆင်းရဲတာပြင်းရမဲ့ဘေးကိုကြုံလို့ဆင်းရဲတာဘသူကပြောနေတာတော့မရင်ကနေပြောနေတာရုပ်တော့ခမဲတော့ပြောနေတာဒါကြောင့်မလို့လေဒီဆင်းရဲဖြစ်စေတဲ့ပိုနာသေးဘေးဆိုတာမဝေါ်အောင်မနာအောင်မသေးအောင်ဘယ်သူမှမလုပ်နိုင်ဘူးဒါကြောင့်မလို့သားတော်ဒါတွေကိုမစဉ်းစားနိုင်ဘူး ျော်ပျော်ပါပါစားတော့ပြီနေတော့ဘုရားမင်းကြီးပြောတဲ့ဒါကဒီစင်းရည်တွေဘာကြောင့်ဖြစ်တာလဲ။အိုလို့ငါလို့ဒီလို့စင်းရည်တွေအဲ့ဒါမဟုတ်ဘူးလား။ဟာဟုတ်ဘာလို့မဟုတ်တာလဲ။ဟုတ်နေတာပဲ။အိုတာလည်းမရှိဘူးလား။ရှိပါတယ်ဗျာ။နာတာရောမရှိဘူးလား။ရှိပါတယ်။တည်နေတာလည်းရှိတာပဲလေ။ဘုရားသိခြင်းမှာ ဒါကြောင့်ဒီဆင်းရဲတွေကဒီအိုနာတွေကြောင့်ဆင်းရဲတယ်လို့ယူလိုက်တယ်တဲ့။ဒါပေမဲ့သူဆန်းတာရောက်တော့အလောင်းတော်ကလက်မခံဘူး။တားတော်ကလက်မခံဘူးတဲ့။အိုလို့ဆင်းရဲတယ်ဆိုလို့ရှိရင်ရုပ်တွေသူ့မျက်စိထဲမှာမြန်မာမြင်လိုက်တာကအိုလို့ဆင်းရဲတယ်ဆိုလို့ရှိရင်စီးစိမ်ဥစ္စာပြည်စုံပြီးတော့ကျမ်းမာနေတဲ့ကျမ်းမာရေးကောင်းပြီးအသက်ရှင်နေတဲ့လူအိုတွေကလောကအာယုံလောကကာမဂုဏ်တွေနဲ့ချမ်းသာနေတာပဲ။အိုလို့ဆင်းရဲတယ်ဆိုလို့ရှိရင် ဒီပီရိုဒီတာအမှန်ဆိုလို့ရှိရင်သူ့ဟာပုံနေတဲ့အချိန်မှာဆင်းရဲမှာပေါ့ဒါကတော့ယောဂီတို့ပါဠိလိုမပါဘူးဒါပေမဲ့အလောင်းတော့လက်မခံနာကိုဖြည့်ပြောလိုက်တာ